ာနိုင်ငံကိုအလဲပြန်ရောက်နေတဲ့အချိန်မှာပြည်ဦးလင်မျိုးရှိပါမောက္ခချုပ်ဆရာတော်ဖျားကြီးရဲ့ဓမ္မဝိဟာရကျောင်းတိုင်းမှာအာယုံစွန်းနဲ့နေစွန်းတို့ကိုစကတ်လှူဒန်းခဲ့တဲ့တရုတ်ဆောင်နိုင်နိုင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်တခိတခါကမိန်ကလေးပရိသတ်တွေရဲ့အသေးဆွဲဖြစ်ခဲ့ဘူးသလိုအခုချိန်မှာနှုပညာအလုပ်တွေမလုပ်တော့ပေမဲ့သူရဲ့နှုပညာတွေကိုပြန်လည်တောင်းတနေကြဆဲဖြစ်တဲ့တရုတ်ဆောင်နိုင်နိုင်ကတော့အခုလက်ရှိမိသားစုနဲ့အတူအမေရိကန်နိုင်ငံမှာနေထိုင်နေတာလည်းဖြစ်ပါတယ် တရုတ်ဆောင်နိုင်နိုင်ဟာသမီး၃ယောက်သား၁ယောက်ထွန်းကားထားတာဖြစ်ပြီးသားသမီးတွေကိုလည်းအနောက်နိုင်ငံမှာပဲကြီးပြင်းစေခဲ့ကောင်မြန်မာနိုင်ငံကိုအလဲမပြန်လာဖြစ်တာလည်းအတော်ကြာခဲ့ပြီဖြစ်ပါတယ်။အခုတခါမှဆိုရင်တော့တရုတ်ဆောင်နိုင်နိုင်ကမိသားစုဝင်တွေနဲ့ပြန်လည်ဆုံတွေ့ပွဲအတွက်မြန်မာနိုင်ငံကိုခေတ္တခဏပြန်ရောက်နေတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်နိုင်နိုင်ဟာအမေရိကမှနေထိုင်နေစဉ်ကာလကလေးကပမောက္ခချုပ်ဆရာတော်ဖျားကြီးကိုဖူးတွေ့ခြင်းနဲ့ဆန္ဒတွေရှိခဲ့တာဖြစ်ပြီးအခုလိုအလဲပြန်ရောက်တဲ့အချိန်မှာတော့ကိုရိုင်းကိုကြတွားရောက်ဖူးမြော်ခဲ့ကောင်ဆရာတော်ဖျားကြီးနဲ့တန်ခါတော်ရှင်သူမြတ်တွေကိုအာယုံစွန်းတဲ့အနေစွန်းတွေကိုစက္ကပ်လှူဒန်းပေးခဲ့တာလည်းဖြစ်ပါတယ်ရုပ်ဆောင်နိုင်ကတော့မြန်မာနိုင်ငံကိုပြန်လာချိန်မှာတယောက်တည်းပဲပြန်လာခဲ့တာဖြစ်ပြီးသူရဲ့မိဘဆွေမျိုးညီကိုမောင်နှမတွေနဲ့တာကုသိုလ်ကောင်းမှုတွေတူတူပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ နိုင်နိုင်ကိုချစ်ကြတယ်လို့နိုင်နိုင်ရဲ့မိသားစုဝင်တွေကိုလည်းဆုံတွေ့ကျင်းနေကြတဲ့ပြည်သက်တွေကတော့နိုင်နိုင်ရဲ့သားတွေသမီးတွေကိုလည်းမြန်မာနိုင်ငံကိုလာလည်ဖို့အတွက်မျှော်လင့်နေကြတာဖြစ်ပါတယ်။ပြည်ဦးလေမျိုးရှိပမောက္ခချုပ်ဆရာတော်ဘုရားကြီးနဲ့အတူတန်ဃာတော်တွေကိုအာယုံစွန်းနဲ့နေစွန်းဆက်ကက်လှူဒန်းခဲ့တဲ့တရုတ်ဆောင်နိုင်နိုင်တို့မိသားစုရဲ့အလှူလေးအတွက်လည်းပြည်သက်ကြီးကသာဓုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်